ေယောဝလုံးပဲမင်္ဂလာမနက်ခင်ပါအောက်တိုဘာလ10ရက်နေ့ရမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ဒီလောက်ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူများချင်းတွေအားလုံးကြည့်များကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်စက်တင်ဘာလ30ရက်ညစေနာရီ90မိနစ်နာရီဝန်းကျင်အချင်းတွေရန်ကုန်တိုင်းမြို့ဥကလပမြို့နယ်22ရက်ကွက်စီအကျံဖက်စစ်တပ်လက်အောက်ခံ အုတ်ချုပ်ရေးမှုယုံတွေအုတ်ကြီးနဲ့လူမိတ်အဖွဲ့ဒီတရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရွယ်များအားပေါ်တာဆွေးပြီးစစ်မှုထမ်းလူအပ်သည့်နေရာများအားရောင်းစား၍လူကုန်ကူးချင်းများလှုပ်ဆောင်နေသောကြောင့်ပိနာမစ်မိုင်းတလုံးလက်ပစ်ဘုံးနှလုံးဖြင့်ရန်ကုန်အာမေနဲ့အနောက်ပိုင်းခရိုင်ပါကာဖတ်တို့ပူးပေါင်း၍ပိမတ်အားထိရောက်စွာတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့သိရပါသည် အနည်းဆုံးနှစ်ကောင်လောက်တော့ထိခိုက်တယ်လို့သိစီရပါတယ်။ကောင်လေးတဲ့တင်းတော့တင်းတင်းတာရီမြုပ်နေကစစ်ကောင်စီရဲ့ခလာရနှရစစ်စစ်တက်ရင်ကတတလီဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးတက်ရင်တစတိထံအလင်းဝင်လာတယ်လို့သိစီရပါတယ်။စက်တင်ဘာ30ရက်မှာခလာရနှရစစ်စစ်တက်ရင်ကတတလီဦးအလင်းဝင်လာတာလို့ ကချင်အမျိုးသားအစီအယုံ KNU မြတ်ထဝေခရိုင်ပြည်သူ့ဆက်ဆံရေးနဲ့တရင်ပြန်ကျေးရေးကထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းတက်တာတိလေဥပတီလို့သိစီရပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းမလေးမြောက်ပတင်ကြီးမြောက်နေကစစ်ဘေးရှောင်ပြည်သူ150လောက်ကိုစစ်တပ်ကဖမ်းဆီးပြီးစစ်ဆေးနေတယ်လို့အေဒီမြောက်ဒေတာခန်တွေကပြောဆိုထားပါတယ်။ပတိမြုပ်နေကမြကန္တာကျေးရွာမှာတိတ်ပွေးတွေဖြစ်နေတာကြောင့်မြကန္တာတရက်ကိုင်းနဲ့ တောင်ပလူကျေးရွာအနီးကစစ်ဘေးရှောင်ပြည်သူတွေဟာမတရားမြုပ်နေစခန်းတာကျေးရွာဖက်မှာစက်တင်ဘာ28ရက်ညနေပိုင်းလောက်ကဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။မြက်ကန်တာဖက်တိတ်ပွဲဖြစ်တော့ရှောင်ကြတာမတရားဖက်ကိုပြီးလာကြတာအခုကစစ်တကစခန်းတာကိုပါစစ်တကဝင်စီနိုင်သွားပြီ။အဲ့ဒီမှာမိတာအနီးအနားတွေကလည်းတိုးနှင်းချနေတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။ စစ်ဘေးရှောင်တွေကိုစစ်ဆေးနေတဲ့တရင်ကူတာနှုတ်ဆုံးရထားပြီးနှုတ်ဆက်တွဲအခြေအနေကိုလည်းမတိရသေးဘူးလို့ဆိုပါတယ်။ပြည်သူတွေကိုဒုက္ခပေးတာကပြည်တနာမင်းတို့စစ်ခွဲတွေပြည်သူတွေကိုဒုက္ခမပေးဘဲနဲ့မင်းတို့မနေနိုင်ဘူးလား။အဲ့လောက်တောင်မင်းတို့ကကြောက်နေတာလားလို့ခွေးမသားတွေရဲ့နှုတ်တရင်ရန်ကုန်တိုင်းအတွင်းကစစ်မှုရုံတွေမှာအခြေပြုတ်ပုလစ်တာတဲ့ CMP စနစ်နဲ့ဆောင်ရွက်နေတဲ့ အထေချုပ်ဆက်ယုံအချုပိတ်တင်းတွားရန်စီနေတယ်လို့အထေချုပ်လုပ်ငန်းရှင်အတိုင်းအဝိုင်းကစုံစမ်းသိရပါတယ်အဲ့ဒီစိတ်ယုံတွေဟာအမေရိကန်နိုင်ငံကအော်ဒါအမှားအထည်များကိုလက်ခံချောက်လောက်ပေးနေတဲ့စိတ်ယုံတွေဖြစ်ပြီးဘီခဲတဲ့မေလကတိကပိတ်တင်းဖို့ပြင်ဆင်နေတာဖြစ်တယ်လို့အမေမဖော်လို့တဲ့အထည်ချောက်လောက်ငန်းစင်တူကပြောဆိုထားပါတယ်အမေရိကန်အော်ဒါတောက်လျှောက်ယူတဲ့ဟာတွေကြတော့ဟိုဖက်ကအော်ဒါမပူတော့ လေပပူအစင်မပီတော့တာမျိုးပေါ့တချို့ပါအများကြီးတော့မဟုတ်ပါဘူးလို့၎င်းကဆိုပါတယ်ဒီဆက်ယုံတွေပိတ်တင်းမဲ့အကြောင်းပြီးခဲ့တဲ့မေလတရက်အလောက်တမနစ်ကတိကကျူတင်အတိပေးတာတွေစိခဲ့တယ်လို့လည်းစုံစမ်းသိရပါတယ်ပြီးသူတွေအတွက်ကတော့မကောင်းဘူးဒါပေမဲ့စိခွေတက်တွေအတွက်ကောင်းလိမ့်တယ်တတင်းတော့တတင်းစကိုင်းတိုင်းဒေသကြီးကဏီမြုပ်နေချောင်းမတိုက်ပွဲမှာထွက်ပြေးလာတဲ့အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကို ယမပိမြုံနေပကဖာ Union Liberation Front ULFV အောက်ထုကအရှင်ဖမ်းမိပြီးတုံကောင်ကူအတေဖမ်းမိတဲ့အပြင်တနတ်ချောက်လက်တင်းစီရရှိခဲ့တယ်လို့စတိမ်ဘာတုံးစီရင်းနေတွေတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်းစတိမ်ဘာလာတုံးစီရင်းနေလေပိုင်းမှာစစ်ကောင်စီတပ်ဟာကြောက်မင်းမြုပ်တွင်ထူဖောက်ဝင်ရောက်နေပြီးမြုပ်ထေမီလောင်ဘုံတုံးပြီးဘုံချေတိတ်ခဲ့နေတယ်လို့သိရပါတယ်။ TNLA မိရှုတာမဟုတ်ဘူး။ စစ်ကောင်စီတွေဒုံတုံပီမီလုံဘုံချနေတာအခုစစ်ကောင်စီမြုပ်ထဲအထိထူဖုတ်ဖူလုံနေတာ TNLA ကလည်းဆက်လက်ခုခံနေတယ်လို့မေပင်အခြေအနေသိရှိသူတို့ကပြောဆိုထားပါတယ်လူမှုကွေရပုံမှာတော့ကြုံမြင့်မြုပ်တွင်စီဌာနဆိုင်ရာတွေကိုတအန်တက်ဖက်ကမိရှုနေတယ်ဆိုပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်တွေက ရေးသားရာကနေတစင်ပြန်လေရေးသားဖို့ပြန်နေကြပါတယ် ကျုံမင်းမြုပ်နေမှာစစ်ကောင်စီနဲ့ TNLA အကြတိတ်ပွေးပင်းထန်နေတာတလက်ခွေးအကြရှိလာပြီးဖြစ်ပြီးစစ်ကောင်စီဖက်ကတာလွန်အင်အားနဲ့ထူစစ်စင်တိုက်ခိုက်နေတာကြောင့်ကျုံမင်းမြုပ်ကိုဆက်လက်ထိ ंछ ုပ်ဖို့အခက်အခဲရှိနေတယ်လို့ PSLF TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးကမီဒီယာတွေမှာဖိကြားခဲ့ပါတယ်ကျုံမင်းမြုပ်ကတော့ပါသွားမယ်ထင်ပါတယ် TNLA တွေတင်ပိတ်ထားတဲ့မြုပ်တွေအကုန်လုံးပါသွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ TNLA တွေကသူတို့စိတ်တက်တွေမတည်ငင်ဘူးအပိရစဲချင်းတလူလူတိတ်ချင်းတလူလူနဲ့နေကြတာဒီတိုင်းနေလို့ဆွမင်းတော့အကုန်လုံးရှုံရှုံသွားမယ်လို့ဒီကနေ့ပြောချင်တယ်တိတ်ရင်စက်တိတ်စစ်ကောင်စီနဲ့အပိရစဲကိုဖျက်သိမ်းပြီးမှ PDF တွေနဲ့ပူပေါင်းလိုက်တခါထဲမင်းတော့တွေအောင်မြင်သွားမယ်တကယ်ပြောတာအခုချိန်မှာတော့ TNLA စိတ်တက်တွေမြောင်းထဲမှာကျသွားပြီမင်းတို့စိတ်တက်ရှုံရှုံသွားပြီအဲ့ဒါကြောင့်မင်းတို့ရထားတဲ့မြို့တွေအကုန်လုံးပါသွားမှာနောက်ဆုံးကြရင်မင်းတို့နေဖို့နေရာတော့ရှိမှာမဟုတ်ဘူး ချစ်လို့ပြောတာပါမုံလို့ပြောတာမဟုတ်ဘူးမယုံရင်ကြည့်ကြနောက်ဆုံးတရင်ကတော့ဟာတာတရင်နဲ့ပြုတ်ပြမယ်နော်အမှန်တကယ်တော့ဖြစ်တယ်ရွေးကောက်ပွေးနီလာချင်းမှာတဲ့စစ်ကောင်စီကဝန်ထမ်းတွေကိုလာဆောင်ွေတုံးတောင်းတူးပေးနေတယ်လို့တီးစီရပါတယ်စိတ်မကောင်းလိုက်တာတုံးတောင်းတယ်ဘာလို့ပါလဲတုံးတောင်းကစားလို့ရလားတနေ့စားလို့ပေါ့နော်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူတို့မင်းမေးပေးမှာစူလို့စူပြီးမှတုံးတောင်းတူးပေးတာဖြစ်ပါတယ် ဒါပေမဲ့တချို့ဝန်ထမ်းတွေကတော့မေးပေးမှမဟုတ်ပါဘူးတည်ချပါတယ်။အောက်တိုဘာလ၁ရက်နေ့ရဲ့မနေ့ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး SSPP ကိုဒေးဆိုတဲ့ညီလေးတစ်ချက်လောက်နားဆင်ကြည့်အောင်။ရှမ်းစိန်လို့ခေါ်တဲ့ SSPP ကိုပြောချင်တာ။ပြောလိုက်။ခင်ဗျားတို့လက်လက်ကင်ဒေါ်လာရေးလောက်တာကဘာရည်ရွယ်ချက်လဲ။ဟုတ်တယ်။ဒီစစ်တပ်အာဏာရှင်စနစ်စိုးကြီးကိုမကြိုက်လို့ခင်ဗျားတို့နေမြေမှာရှိတဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်နေလို့ခင်ဗျားတို့ လက်နက်ကင်ပြီးတော့တော်လန်ရေးလောက်လာကြတာနှစ်ပေါင်းလဲမနေတော့ဘူးအင်းတကယ်ရောတော်လန်ရေးလောက်တာဟုတ်သလားတနက်ပြောင်းသွားကလာတဲ့အာနာကိုမန်မောပြီးတော့ကြိုက်နေတက်ပြီးတော့ပျော်မွေ့သွားပြီးတော့တနက်ကြီးကင်တော်လဲမှာပဲနေဘလူနဲ့ပေါင်းစားဒီလူနဲ့ပေါင်းစားဒါပဲလောက်တက်တာခင်ဗျားတို့ဒေါ်လာရေးကိုပါဝင်ခြင်းနဲ့ဆိုရင်လေဒေါ်လာရေးဖွဲ့စည်းရင်လေပူပေါင်းမှုလိုအပ်တယ်မပါဝင်ရင်တော့ဘူးဆိုရင်လေဘာဖြစ်လဲစောက်ကမှစစ်ကောင်မရှင်တက်ကိုကြောက်တယ်ဆိုရင်လေပေါ်ပေါ်နေနေပူပေါင်းလိုက် ဒါဆိုရင်ခင်ဗျားတို့ကိုလည်းကျွန်တော်တို့ကတွန်းလန်သိရင်ဒေါ်လာသိရင်ဒေါ်လာရလိမ့်မယ်။อืมခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကဘာမှန်းကိုမသိဘူး။ခင်ဗျားတို့နေမြေမှာရှိတဲ့ပြည်သူလူထုကိုကာကွယ်ခြင်းနဲ့ဆိုရင်ပြည်သူလူထုကိုလွတ်မြောက်ခြင်းနဲ့ဆိုရင်ခင်ဗျားတို့ဒေါ်လာရေးလောက်တာတကယ်ဆိုရင်ဒီချိန်မှာပူပေါင်းပါဝင်ရမှာလေ။อืมကျွန်တော်တို့ကကျွန်တော်တို့ကမဟုတ်တော့ဘူးကျွန်တော်ကအဲ့တော့ကြောင်စိုးဘူးလို့ကြော်မျိုးမင်းတို့လိုင်းမောင်ကနေပဲတက်ပြီးတော့အာချောင်ပြီးတော့ဝေဖန်တာမဟုတ်ဘူးကျွန်တော်ကကိုရွိမှုပြောတာခင်ဗျားတို့ SSPP တွေက ကျွန်တော်တို့ထီရန်တွေကရှိကတိုက်တယ်မြို့တွေရွာတွေနယ်မြေတွေသိမ်းတယ်ခင်ဗျားတို့ကနောက်ကနေလိုက်ပြီးတော့မောင်းတန်တွေချတယ်ဂိတ်တွေချတယ်ပိုက်ဆံတောင်းတယ်ထို့တူပဲ GIA တွေ KPD တွေကသိမ်းတယ်စကန်ကုန်းတွေမြို့ရွာတွေသိမ်းတယ်ခင်ဗျားတို့ကနောက်ကနေပြီးတော့မောင်းတန်ချဂိတ်တွေချပိုက်ဆံတောင်းတယ်ဒါတော့ပဲခင်ဗျားတို့ကတက်တာလားခင်ဗျားတို့ရွေးချက်ကဘာလို့ပေါ်ပေါ်နေနေအမှန်တမ်းပြောမယ်နော်ဒီຫນွေဦးတော်လန်ရေးမှာဒီအာနာရှင်စစ်တပ်ကိုမှ ဒီຫນွေဥဒေါ်လာရေးမှာမှခင်ဗျားတို့အမြင့်ပြတ်အောင်တိုက်မထုတ်ဖူးဆိုရင်ဒီနိုင်ငံဟာဘယ်တော့ခါမှစစ်ကြုံဘွားကလွတ်မြောက်ဖို့ကောင်းတဲ့တောင်မစင်စားမစင်နဲ့ထုတ်ပလိုက်ဒီရှင်နေဒီကာလမှာမှခင်ဗျားတို့မပူပေါင်းကြဘူးမပါဝင်ကြဘူးဒီအနာချင်းစစ်တဲ့စိုးကြီးကိုအမြင့်ပြတ်အောင်တိုက်မထုတ်ကြဘူးဆိုရင်တဲ့တဲ့အာမနာတန်ပြောမယ်ခင်ဗျားတို့တိုင်းသားညီကိုမောင်နှမတွေပြည်သူလူထုတွေပဲပို့ပြီးတော့ဆင်းရဲတွေနှက်လိုက်မယ်ပို့ပြီးတော့ဒုက္ခခံစားရနိုင်မယ် ဒါကကျွန်တော်ကအမှန်တမ်းပြောတာပါအဲ့တော့ဒီချင်းနဲ့ဒီကာလမှာမှတ်မှတဲ့အရင်တုန်းကကျွန်တော်တို့အမြင်ပြတ်မှရှိတဲ့ကျွန်တော်တို့မြန်မာလူထုကလည်းတိုင်းသားတွေရဲ့အခက်အခဲကိုမသိဘူးဒါပေမဲ့အခုຫນွေဥဒေါ်လာရေးမှာကျွန်တော်တို့အားလုံးသိသွားကြတယ်ဒါကြောင့်ခင်ဗျားတို့အတူတူပူးပေါင်းပါဝင်ကြဖို့ကျွန်တော်တို့ကအကြံပေးတာဖြစ်တယ်အဲ့တော့ဒီဒေါ်လာရေးမှာမှခင်ဗျားတို့မပါဝင်ကြတော့ဘူးဆိုရင်ခင်ဗျားတို့ရဲ့လက်လက်ကန်ဟန်ဆယ်ဟာတကယ်ပဲလွတ်မြောက်ခြင်းလို့ တကယ်ပဲအာရချင်းစနစ်ကိုတိုက်ထုတ်ချင်လို့တကယ်ပဲတက်မတော်ကိုစစ်တက်ကိုမကြိုက်လို့ဆိုတာမဖြစ်နိုင်တော့ခင်ဗျားတို့ကိုယ်တိုင်ကိုကအဲ့ဒီလက်နဲ့ပြောင်းဝါကလာတဲ့အာနာကိုမတ်မောသွားလို့ဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကထပ်ပြီးတော့ကြံပေးပါမယ်ခင်ဗျားတို့ဒိုင်းဒါလက်နဲ့ကိုင်းဒီအားလုံးဒီຫນွေဦးဒေါ်လာရိတ်မှာပူပေါင်းပါဝင်ပြီးတော့ဒီအာနာရှယ်စနစ်စိုးကြီးကိုတိုက်မထုတ်ဘူးဒီဒေါ်လာရိတ်ကြီးကြာရှုံးသွားပြီဆိုတာနဲ့ခင်ဗျားတို့လိုချင်နေတဲ့လွတ်လပ်ခွင့်ဒီဘေတော့ခါမှမမျော်လင့်နဲ့ မြမတက်မတော့ဘူးဘယ်တော့ခါမှတော်လန်ဖို့မစင်းစားလဲလို့ကျုပ်ကတော့ဒါပဲပြောချင်တယ်အမှန်ပဲပြောသွားတာတွင်နော် SSPP တပ်ဖွဲ့တွေကပထမဆုံးမှာတော့စစ်ခွဲတွေကိုတိုက်ခိုက်တာပဲအခုတော့စစ်ခွဲကသူတို့ကောင်းစားမှုတွေပါငင်ခွေးကပေးပြီးမှအခုတော့သူတို့ကမတိတ်ချင်တော့ဘူးသူတို့ตายရပြီလေသူတို့ပြည်သူလူထုအတွက်သူတို့မစင်းစားတော့ဘူးဒီခွေးတွေကနေနေပါပါတော့တော်လှန်ရေးမှာတော့ပါပါပေါ့ဖောင်ခုနဲ့ပါတဲ့ဟာကတော့ကျွန်တော်မပြောချင်ဘူးအပေါ်ရန်နဲ့ပါပေါ့ဟုတ်လား လုံခဲတဲ့နှစ်နှစ်လောက်ကကျွန်တော် SSPP ခေါင်းဆောင်တွေကိုလည်းဆိုခဲ့ဖူးတယ်ရှန်တချူတွေကကျွန်တော်ကိုလာစီးကြတယ်လားပြောကြတယ်ခရုမစိုက်ဘူးမှတကယ်ပြောတာပဲလေမြုပ်ပိုင်းမှာဆိုရင်တော့ခဲ့အေးပဲကြံတယ်တခြားဖွဲ့တွေကတော့လကားကောင်းတယ်ကြည်လာဆိုရင်တော့ note video နကနီစစ်ကြောင်းရဲ့ရေးပုံများရဲ့စကတန်တစ်ချက်လောက်နားဆင်ကြည့်အောင်စီရန်စလုပ်ပြီးတော့ဒီစီရန်စလုပ်ပြီးစီရန်ရေးပုံနော်ချမ်းမှာရောက်ရောက်တဲ့အခါမှာကျွန်တော်မှအဲ့လောက်ထိတော်လိုင်းပေါ်ခံယူရအဲ့လောက်ထိဟုတ်ပြန်ပြောရင်မရှိဘူးမရှိဘူးဟို ိကအဲ့ဒီကျွန်တော်တို့ဒီရဲဘော်ရဲဘက်တွေနဲ့အတူတူနေနေနဲ့မှာသူတို့နဲ့အတူတူကိုကဥဆောင်ရမယ့်အနေအထားမျိုးမှာသူတို့ရဲ့ဒုက္ခတွေကိုကိုကမျှဝေခံစားပေးနေတယ်မှာကိုပါလိုက်ပြီးတော့မှသူတို့နဲ့အတူတော်လှန်ရမယ်ဆိုတဲ့စိတ်ကိုဖြစ်လာတာပေါ့ အဲကျွန်တော်နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ဆိုရင်မြန်မာ distribution group မှာပန်းအနေနဲ့လုပ်လုပ်ခဲ့တာပေါ့အဲ့ဒီစင်းမန်းနေရာမှာအလုပ်ထွက်ပြီးတော့ဆန္ဒပြတာအဲ့မှာတစဉ်ကျွန်တော်တမ6ခုရောက်လာတယ်စစ်တနန်းတက်တယ်အခက်အခဲကိုအခက်အခဲကကျွန်တော်တို့တော်လိုင်းရေးစကြရစခက်ခဲရကြတော်လိုင်းရေးပြီးကန်နေတိလည်းခက်ခဲနေတော့တော်လိုင်းရေးအလယ်မှာလည်းခက်ခဲနေမှာအောင်မြင်သွားတော့မှကျွန်တော်တို့ကအခက်အခဲကိုကြုံလွန်နိုင်တယ်လို့တတ်မှတ်လို့ရမှာဗျာဟုတ်လားဒီအနာရှင်လက်အောက်မှာတော်လိုင်းရေးကာလဖြစ်နေတဲ့အခြေအနေတခုမှာကတော့တပီဟေ့ဆိုတာနဲ့အဆုံးထိက အဖေးဖေးနဲ့တဆင်ချင်းတဆင်ချင်းပူပူပြီးခက်ခဲသွားဖို့ပဲရှိတယ်ပူပူပြီးတော့တတ်တာသွားတယ်ဆိုတာလည်းမရှိဘူးအစမှလည်းမတတ်တာဘူးအလယ်မှလည်းမတတ်တာဘူးအဆုံးမှလည်းတတ်တာဖို့အချိန်ကြီးကလုံးဝမရှိဘူးအဲ့တော့အဲ့တော့ဒီအခက်ခဲကြားထဲမှာမှဒီအခက်ခဲကိုလုံးဝကြားကန်ထားပြီးတော့ကြကုတ်ကြခဲနဲ့တွန်းလန်နိုင်မှဒီအခက်ခဲနောက်ဆုံးဆိုတဲ့ကျွန်တော်တို့ပန်းတန်ကိုရောက်မှာပေါ့ကျွန်တော်တို့ကဒီလိုပဲတတ်မှတ်တယ်ဗျအဲ့တော့ဒီစင်ကုန်မှုကိုကျွန်တော်တို့နေ့တိုင်းကြော်ပြနေတယ်ကျွန်တော်တို့ပြည်သူတွေကလည်းကျွန်တော်တို့နဲ့အတူ အတူတူဒီအခက်ခဲတွေကိုကြော်ဖက်မယ်ဆိုတာလည်းကျွန်တော်တို့ယုံကြည်တယ်ဗျယုံကြည်လို့လည်းကျွန်တော်တို့ကဒီအခက်ခဲတွေအခုဒီကိုကျွန်တော်တို့ကြားကန်ပြီးတော့နေရတာပန်းနိုင်တွေကိုသွားသွားကျင်တာဗျာသွားရောက်အောင်လည်းသွားမယ်အသက်ရှိတွေကျွန်တော်တို့ရောက်အောင်သွားမယ်အာကျွန်တော်စစ်တပ်ကိုဟိုးရင်ညမကြိုက်ရတန်းရင်ခေတွေကမကြိုက်ရအဲဒီရရကျွန်တော်လည်းတူပဲတော်လန်နေရပေါ့နော်အာအခုဒီနောက်27လေဒေါ်လာကြီးဖြစ်ပေါ်လာတော့ဒီလောက်ပဲမှာကျွန်တော်စစ်တပ်နဲ့ရက်တူပေါ့ဖောက်ခွဲရတယ်ပါကျွန်တော်အဲ့လိုမျိုးတတ်တက်တယ်တတ်မှတက်မှာရုပ်ချောချောလေးနဲ့ဖောက်ခွဲလိုက်လို့ရတာ အမျိုးလေးပေါ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းလေးပေါ့နော်အရင်ထွက်လာပြီးတော့ကျွန်တော်ဒါကိုပြီးဆုံးအောင်လုပ်မယ်ဆိုပြီးထွက်လာခဲ့တယ်ပေါ့လူလူတော်လည်းဖြစ်တော့ဒီတီတူလူလူတယောက်အနေနဲ့ဒီအုတ်တဆက်တယ်လို့ပါဝင်ရအနေထားမျိုးပေါ့နော်ပိတ်ပြီးဇက်လိုက်ကျွန်တော်တိတ်မရှိဘူးကျွန်တော်ရိုးရှင်းတယ်ကျွန်တော်လှုပ်ရှင်းတာလုပ်မယ်သုံးထိလုပ်မယ်ဘာလို့ဒီအာနာရှင်စနစ်ကဟိုခေဆက်ဆက်ကထောင်ချောက်တွေဆင်ပြီးတော့မျိုးစုံနှိတ်ကုတ်ခဲ့တာ တစ်ကြုံဘွားကနေလွတ်မြောက်ဖို့ဆိုရင်ကျွန်တော်တို့ဒီလူထုတော်လှန်ရေးမှာလူထုအားလုံးပါဝင်ရမယ်ဆိုတဲ့အသိစိတ်တစ်ခုနဲ့ပဲကျွန်တော်လုပ်ခဲ့ရတာအခက်အခဲတွေကတော့နေရာတိုင်းမှာရှိတာပါဒီမှာကြုံရတဲ့အခက်အခဲတွေကလည်းပိုးဘွားကိုကိုပြန်ပိုခက်ခဲတယ်လို့မပြောလို့ကဒါမဲ့အကောင်းဆုံးကြော်ဖျားတာပဲအဲ့ဒါကကြော်ဆိုတော့အားသားတွေပြောမယ်ရဲဘော်ညီကိုတွေနဲ့ကြော်ရှင်နေမယ်တရက်ချင်းပေါ့မနှက်ပြနေထားကိုတရက်ချင်းကြော်ဖျက်ကြော်ဖျက်ပြီးရင်ကျွန်တော်တို့ရည်မှန်းချက်ပန်းလာရအောင်အဆုံးထိလျှောက်သွားတော့ကျွန်တော်အသက်ရှိနေသေးကျွန်တော်ရည်မှန်းချက်ပန်းလာကျွန်တော်ဆက်လျှောက်နေပါမယ် အဓိကရှောက်နေဖို့ပဲမတရားဘူးထင်လို့ပေါ့နော်ဒီမတရားမှုကိုသဘောမကျလို့ဒေါ်လာကြီးတွေရောက်လာခဲ့တာပေါ့တဖက်အဲ့ဒီအပိုင်းတွေမှာပေါဝင်ခဲ့တယ်တပိတ်ဥဆောင်ခဲ့တယ်ဒီဆန္ဒပြတဲ့အချိန်တခုမှလည်းကျွန်တော်အနေနဲ့ထိခိုက်ခဲ့တာတွေရှိတယ်နမယ်ပေါက်လို့ပြေးခဲ့တယ်ပြေးပြီးပြန်ဝင်လာခဲ့တယ်ပြန်ဝင်ပြီးတော့ယူကြည်ဆော့တယ်ပေါ့တငယ်ချင်းတွေပေးခဲ့ရတယ်ရင်းခဲ့ရတယ်တငယ်ချင်း၁၀ယောက်မှဆိုရင်ကျွန်တော်အပါဝင်၃ယောက်ပဲအသက်ရှင်ကြံရတော့တာပေါ့အဲ့ဒီကနေမှဒီကျွန်တော်တို့ကျွန်တော်အနေနဲ့၉လပိုင်း၂၅၂၀၂၁မှာ ဒီတော်တော်ခုလာခဲ့တယ်အခုနောက်ကလေးတွေမှသာစစ်တင်န်းတက်ပြီးမှရှေ့တန်းစစ်မြေပြင်ကိုထွက်ကြရတယ်ဆိုရင်ကျွန်တော်တို့တုန်းကကျတော့တင်န်းမတက်ကသေးလဲစစ်မြေပြင်ကိုလိုက်ကြရတယ်အဲ့ဒီအနေအထားတစ်ခုမှအခက်အခဲတွေကပါလဲဆိုတော့ကျွန်တော်တို့မှယူနီဖောင်းမပြည့်စုံမှုတွေရှိခဲ့တယ်လက်နက်မပြည့်စုံမှုတွေရှိခဲ့တယ်အဲ့ဒီအခဲရမော့ရဲဘော်တယောက်ချင်းစီတယောက်ချင်းစီတိုင်းမှာလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်ဒီကျွန်တော်တို့တက်ရင်မှဆိုလို့ရှိရင်ကြီးကာရဲဘော်တိုင်းအရောက်စီမရှိသေးဘူးဟဲမတ်အဲ့လိုရဲဘော်တိုင်းအရောက်စီမရှိသေးဘူးပေါ့ဒီဟာတွေကလည်းကျွန်တော်တို့တော်လိုင်းကြီးထဲမှာ ါလိုအပ်နေတဲ့အခက်အခဲတွေပေါ့တော်လန်ကြီး၄နှစ်ဆိုတဲ့အချိန်က၄နှစ်ကျော်ဆိုတဲ့အချိန်တခုမှာပြည်သူတွေပြည်သူတွေကလည်းစစ်ပန်းနေစစ်ပန်းနေပြီဆိုတဲ့အနေအထားတခုမှာကျွန်တော်တို့အနေနဲ့ပြည်သူကိုသွားပြီးနဖူးနစာသွားလုံမယ်ကျွန်တော်တို့အလူခံမယ်သွားပြီးပြောမယ်ဆိုလို့ရှိရင်လည်းပြည်သူတွေစီကလာတဲ့တချို့ fever တွေအဲအဲ့ဒီအရာတွေကိုခံရတဲ့ဒီအခက်အခဲလေးတွေပေါ့အများကြီးရှိတာပေါ့တုံရင်ကျွန်တော်ဒီနေရာမှာအကူအညီတခုလောက်တောင်းချင်ပါတယ်။နှက္ခဏီစစ်ကြောင်းမှာကမ်ပင်းလုပ်နေပါတယ်။ပါဝင်ချင်ရင်နေနေပါပါလေးပါဝင်လို့ရပါတယ်။အများကြီးလည်းပါဝင်လို့ရပါတယ်။ ဟိုမှာသူတို့ Facebook ရဲ့စာမျက်နှာကိုကျွန်တော်တင်ပေးထားပါတယ်။ပါဝင်ချင်တော့ကျေးပြုတ်ပြီးတော့ဆက်သွယ်ပြီးမှပါဝင်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။မြန်မြန်မပါဝင်နိုင်ရင်လည်းနေနေလေးနဲ့ပါဝင်လို့ရပါတယ်လို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ data.swing.novideo Phones PDF တွေပြုတ်တဲ့လက်ရှိနိုင်ငံရေးနဲ့စီရေးအကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင်။တို့မေးတဲ့ကူစီပါပါမေးပါရုပ်ရှုပ်ရကြတယ်ပါမေးလို့ဒီစနစ်လာပိုင်းလိုဟောတက္ကသိုလ်ရုပ်ဝယ်လုံးတွန်လိုင်းရလိုက်ချင်းလိုကြောင်းလေးတွန်လိုင်း အလေးလားတေးမစားရခင်ယူကဘွေလုံးပါပဲမင်းကမင်းရောက်လာရမင်းပါမင်းလူသားပြောပြော तू လုံးချာရှိတဲ့အလုပ်ကိုတော့ तू တောင်းချောက်လုပ်ပါမှာပဲဟုတ်တယ်မလားအာသူတို့အလုပ်အ तू ကတော့မင်းပြည်သူတွေဘာပြောပြော तू ကတော့ तू လုံးချာရှိတဲ့အလုပ်ကို तू လုပ်ပါမှာပဲငါတို့ကလည်းငါတို့လုံးချာရှိတဲ့အလုပ်ကိုဒါငါတို့ဒီဇိုင်းမှတ်မှတ်တော့ဒါဆိုလို့ရှိရင်မင်းဘာမှပြဿနာမရှိဘူးဟုတ်လားယူကဘွေကျူကျူလာနဲ့မင်းရောက်လာနေအောင်နဲ့လုပ်တယ်ယူကဘွေကို तू ဟိုဖြစ်မှာပဲလုံးပါတော့ကွာဒီကယူကဘွေဆိုတာသူ့ရဲ့ဟိုထပ်ပေါက်တစ်ခုပဲ အဲ့တော့ तू ကမဖြစ်မနေလုံးပါပဲအဲ့ဒီလုံးပြီးဖြစ်စေမလုံးပြီးဖြစ်စေငါတို့ကတော့အဲ့လိုလုပ်ရတဲ့လုပ်ကိုတာဝန်ကျင်ဖို့လိုတယ်ဟုတ်တယ်မလားဒါပဲကိုကိုတာဝန်ကျင်ဖို့ပဲနောက်တစ်ခုတော့တက်ပြီးပြန်ရအောင်ဟုတ်လားဘယ်လိုရလဲအကြည့်ကြည့်ဒါဒီလိုနေတယ်ဘယ်လိုဘယ်လိုဒါဥဒါဘယ်လိုရလက်ကရလက်ကကြည့်ကြည့်ဘာလို့လဲအာငါအပီးရတယ်ဘယ်လိုရလဲတော်လိုင်းနဲ့ပတ်သက်ပြီးတော့တော်လိုင်းနဲ့ရတဲ့ တော်တဲ့ဘက်တယ်လို့ပြည်သူတွေပြောကြနေတာဒီလိုမျိုးပဲတနေရာတဲ့ကိုကြည့်နေမယ်ဆိုရင်တော့တနေရာတဲ့ကွာအခုထားပါတော့တောင်ပိုင်းကိုတောင်ပိုင်းတနေရာတဲ့ကြည့်နေမယ်ဆိုရင်စစ်ပွက်တစ်ပွက်စာလာကိုကြည့်နေမယ်ဆိုလို့ရှိရင်တော့ဒါတော်လန်ကြီးမှာဘယ်လိုပြောရမလဲဟိုသူတို့အားမရတဲ့ဘက်ဖြစ်နေတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ကွာဟုတ်လားတနေရာလုံးခြုံကြည့်ဒီစစ်ပွဲတစ်ပွဲလုံးနိုင်ငံလုံးခြုံကြည့်လိုက်လို့ရှိရင်စစ်ကောင်ကြီးစီကြာရှုံးနေတယ်ဟုတ်လားအဲ့တော့ပြည်သူတွေအနေနဲ့ကတနေရာလည်းမကြည့်နဲ့တစ်ပွက်တည်းမကြည့်နဲ့နော် အခုဖြစ်နေတဲ့နေရာတနေရာတည်းကိုကြည့်ပြီးတော့ပြောနေတယ်ဟုတ်လားအဲဒီတနိုင်ငံလုံးချုပ်ကြည့်လိုက်စစ်ကောင်စီကြာရှုံးနေပြီကွာကြာရှုံးတော့ဖြစ်နေပြီကွာစစ်ကောင်စီကြာတော်တော်များများဟိုဟိုဟာထိခိုက်နေပြီကွာဟုတ်လားလို့ဖြစ်နေဖြစ်နေတနိုင်ငံလုံးတိုင်းတိုင်းနဲ့ကြည့်မယ်ဆိုရင်စစ်ကောင်စီဟိုချီနေမှာဘာလို့อ่ะမင်းငါတို့က zero อ่ะစခဲ့တာစစ်ကောင်စီကတရားစတယ်ဟုတ်လားတရားနဲ့စတဲ့စစ်ကောင်စီကအခုဘယ်လောက်ရာခိုင်နှုန်းရောက်သွားလဲနော်40ရာခိုင်နှုန်း30ရာခိုင်နှုန်းလောက်ပဲရှိတော့တယ် ။ဟောငါတို့တွေကတုံညာစားတဲ့ကောင်တွေကအခုလော80ရာခိုင်နှုန်း80ရာခိုင်နှုန်းရောက်နေ။ဒါဆိုရင်လူတာလဲဆိုတာဒါမျိုးပြီလို့ရတယ်။ဟုတ်လား။ဒါပဲပဲ။မေတောင်ဝင်မှာရှေ့မှာအဲ့ဒါကိုအောင်းဆိုင်တာနော်။တနိုင်ငယ်လုံးချုံပြီးချင်းတော့ကျွန်တော်တို့နိုင်ပါတယ်။သူတို့နိုင်တာကရှက်မြုပ်ပါပဲနင်းနေနိုင်တာ။ဒါတော့မှတ်ထည့်နဲ့လေးပဲရှုံးတော့လေ။တခြားနေရာမှာတော့ကျွန်တော်တို့မရှုံးသေးပါဘူး။သူတို့ပဲရှုံးနေတုံးပဲ။အတင်းထကြအငင်းရှာတစ်ခုမှမရှိဘူး။နိုင်ကိုနိုင်ရမှာ။ကြည့်ဒါဆိုရင်တော့ note video ထောင်ကြတော့မယ်ငကြောင်မင်းအကြောင်းဖြစ်ပါတယ် ငကြောင်မင်းကိုအမှုနှစ်ခုနဲ့အမှုဖွင့်မယ်ဆိုတဲ့ဗီဒီယိုဖြစ်ပါတယ်တစ်ချက်လုံးနားဆင်ကြည့်အောင်ဆိုတော့သကုံတင်းရတော့ထောက်ခံကျူထောက်ခံတယ်ပေါ့ဗျာထောက်ခံပြီးတော့သူ့နယ်မှာပြိုင်မဲ့သူတွေအတွက်ထောက်ခံကျူဆိုတဲ့ပေါ့ထောင်းပြောတာဆိုတော့ကျွန်တော်တော်တော်လေးတစ်ချက်တော့ပြုံးမိသွားတယ်ဦးစကုံတင်းကြီးကအဲ့လိုပြောတော့သူတော်အဲ့သူ့ဒေသကိုသူပြန်သွားနိုင်သေးရဲ့လားမသိဘူးထောက်ခံတဲ့ကိစ္စရွေးကောက်ပွဲထောက်ခံတဲ့ကိစ္စတော့ကောင်းပါတယ်ပြီးဦးစကုံတင်းရဲ့အဖွဲ့တွေကပွင့်လင်းပြောရတော့ဟိုဘာလို့ဆိုသူ့ကိုနယ်မျိုး KIA PDF တွေကျူးကျော်လာတော့ခံမတိုက်နိုင်ပဲနဲ့ထွက်ပြေးခဲ့ကြတဲ့လူတွေ ဲ့ဘက်မြေရှားတွေပါစွန့်လွတ်လဲရတဲ့လူတွေဒါပေမဲ့ဥစကုံတရေကတော့အကြီးကျယ်ချမ်းသာသွားတယ်အကြီးကျယ်ချမ်းသာသွားတယ်ချမ်းသာတာမှာဘလောက်ပပစစ်ချမ်းသာလဲဆိုတော့ရန်ကုန်မြို့မှာဟိုဘီလီယံ200လောက်တန်တဲ့ကျပ်ဘီလီယံလောက်တန်တဲ့မြေကုတ်ကိုတော့ဘတ်ခနဲ့ကောက်ဝယ်ပြလိုက်နိုင်တယ်အထိဥစကုံတရေကတော့ချမ်းသာတယ်နော်ကျွန်တော်တို့တွေ့ကြည့်အဲ့လောက်ဘလောက်ချမ်းသာလဲမင်းနော်အဲ့အဲ့ငွေတွေကိုမဲတာတွေကိုဖြူဖို့လဲအသေးအံစူးစမ်းနေရတယ်တွေ့ရတယ်နိုင်ငံတော်အကောင်ဘလောက်ဆောင်လဲတော့ကျွန်တော်မသိဘူးထားပါတော့ဗျာနော်အဲ့လိုရရှိတယ်အဲ့တော့ဥစကုံတရေရဲ့အမျိုးတွေဆိုတာလဲအဲတကယ်ကို ဟာရှိတာပဲเนาะပြောပြောရင်မကောင်းပါဗျာကျွန်တော်ပြောရင်မကောင်းပါဘူးညချပါလားပြောဖို့เนาะနည်းနည်းပဲတည်ရှောက်ပြီးတော့ဟွာအများကြီးတည်သလိုလိုနည်းဟိုတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးသူ့နေမြေမှာဒီရောက်ဝယ်ဝိုင်းလိုရသဘောတူပါတယ်ပါဆိုသွားခင်ဗျာခင်ဗျာနေမြေခလာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်တွေဝယ်ထားတယ်ပါညာဟာတယ်ဟိုတယ်ဝယ်တာကျွန်တော်တို့ဘာမှမဆိုင်ဘူးနဲဝယ်တဲ့ကောင်တယောက်တည်း ကျွန်တော်ဗီဇာဆိုတဲ့မဆိုင်ဘူးဒါကျွန်တော်တို့မိသားစုကိုတက်တက်တိတ်ခါချတာဟာကျွန်တော်တို့တရားဆွဲရမယ်လေသူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီရှာမေးညာပြီးဆိုမေးညာပြီးလောက်တာတော့ပုံဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေအဆွဲမဲ့ဆိုရင်တော့တစ်ခုနဲ့နဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကာကြီးရေနောက်တစ်ခုကအတီးရဖြတ်မှုနှစ်မျိုးတော့လုံးလိုက်အကြံပေးလိုက် ဒါမှရှောက်ပြောဘလုတ်စတက်ရှောက်ပြောဆရာရိုးမရှိတိုင်းဘလုတ်စတက်ရှောက်ပြောနေတာတွေရက်သွားဘယ်ငိမ့်သွားပါ့နော်ဆရာပေါ့လေရင်းသမားဆိုတာဂါဂနာနာဂါငယ်ဂါဆရာလောက်ပြီးဆရာလောက်ပြီးလာကြည့်လေးလာကြည့်မပြောပြောနေတရားရိုးရောက်ကတ်ရောက်နေอืมအရင်ကငကြောင်မင်းကကျော်စုတော့ငမေးဟင်းတော့အဖိုင်းခံရချင်မှာမပြောတာလေဆိုတော့ တရင်တမားတို့ရဲ့ပြောစုပြုံးနည်းရှိတယ်။ဘာညာကွိကွာဆရာကြီးလောက်ခေတာပေါ့ကွာ။အခုတော့သူ့အဖမ်းခံရတော့မှပြီးလို့ဆိုရင်အခုတော့တရင်တမားမဟုတ်တဲ့ဘူတော်ကြီးကတရင်တမားဝါရှင်ဖြစ်တယ်ဆိုတော့ကုကုကူကြွားနေတဲ့ငကြောင်မင်းကိုဆုံးမပြီးဆိုတော့စိတ်တော့မကောင်းဘူး။ဘူလက်လှဆွေပြောချင်တာကတိတာကနေနေလေးတဲ့ပြောတာကအများကြီးအကုန်လုံးတိတယ်ဆိုတော့သူပြောချင်တာငကြောင်မင်းကနေ့အတိုင်းလင်တယ်ဆိုတော့သူပြောချင်တာအဲ့ဒါကြောင့်အခုတော့အမှုနှစ်ခုနဲ့ ထောင်ထေးမှာရောက်သွားတော့မှာဖြစ်ပါတယ်။တိတ်တော့မကြတော့ပါဘူး။အခုငကြောင်မင်းပြောတဲ့စကားကစက်တင်ဘာလ19ရက်နေ့မှာပြောထားတဲ့စကားဖြစ်ပါတယ်။ဘူလက်လှဆွေကစက်တင်ဘာလ30ရက်နေ့ကပြောထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အောက်တိုဘာလထဲမှာတော့ငကြောင်မင်းဖန်ခံရတော့မယ်ဆိုတာကိုတော့တေချာတော့ပါပြီခင်ဗျာ။ကောင်းတာပေါ့ကွာ။ဟုတ်ကဲ့ပါတော့ငင်ချင်တော့ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးမြတ်ချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time